အချမ်းဖက်စစ်ကောင်စီကတကြံမန်းတက်ဆောက်ဖို့အတွက်ဆိုပြီးကျုံးပေးမှနေထိုင်နေတဲ့ငလင်ဘေးသင့်ပြည်သူတွေကိုဖယ်ခိုင်းနေပြိုကျပျက်စီးနေတဲ့အိမ်တွေကို15ရက်အတွင်းအင်ရှင်တွေက ရှင်းလင်းရမယ်လို့ဖိအားပေးအချမ်းဖက်စစ်ကောင်စီကတကြံမန်းတက်ဆောက်ဖို့အတွက်ဆိုပြီးကျုံးပေးမှနေထိုင်နေတဲ့ငလင်ဘေးသင့်ပြည်သူတွေကိုဖယ်ခိုင်းနေတယ်လို့ဒေသခံတူဦးကပြောထားပါတယ်ကျုံးပေးမှနေနေတဲ့ငလင်ဘေးသင့်ရှောင်နေတဲ့သူတွေကို အကုန်လုံးကိုဖယ်ခိုင်းနေပါတယ်။ဘာလို့လဲဆိုတော့မန်ဒတ်စောင်းမလို့ဆိုပြီးလာဖယ်ခိုင်းနေလို့ကြားပါတယ်။မနေ့ကဖယ်ခိုင်းနေကြပါလို့အဆိုပါဒေသခံကပြောပါတယ်။အင်အားပြင်းကလေးကြောင့်မန်လေးမြို့အပါဝင်မန်လေးတိုင်းတွင်တည်ဆုံးသူအများကြီးရှိနေပြီးကေသေးလုပ်ငန်းတွေကိုနိုင်ငံတကာအဖွဲ့တွေကလုံဆောင်နေချိန်မှာအချမ်းပတ်စစ်ကောင်စီကအခုလိုငလင်တန်းတဲ့ပြည်သူတွေကိုပျော်ပွဲရှင်ပွဲအတွက်နေရဖယ်ခိုင်းတာတွေလုံဆောင်နေတာပါ။အင်အားပြင်းကလေးကြောင့်လူထောင်ပေါင်းများစွာတည်ဆုံးနေရတယ်လို့အပြက်စီးတွေကြားက ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေချိန်မှာပဲအကြံဖက်စစ်တပ်ကတော့တကြံပွဲကိုဆက်လုပ်သွားမှာဖြစ်တယ်လို့မင်းကထုတ်ပြန်ထားပါတယ်။ဒါအပြင်အကြံဖက်စစ်ကောင်စီကမန္တလေးမှာငလင်တန်းတင်းပြိုကျပျက်စီးနေတဲ့အိမ်တွေကို15ရက်အတွင်းအိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ဖိအားပေးနေကြောင်းလည်းဒေသခံတွေကပြောပါတယ်။အိမ်တွေကိုဒီနေ့ဒါမှမဟုတ်မနှက်ပြန်အကုန်လုံးလာရှင်းမယ်လာဖြတ်မယ်ပေါ့။အဲ့ဒါအပြတ်မခံခြင်းမှုဆိုရင်15ရက်အတွင်းကိုယ်ပါသာဖြတ်ရမယ်လို့ပြောတယ်လို့ မန္တလေးဒေသခံတူကပြောပါတယ်အင်အားပြင်းငယ်တဲ့ကြောင့်မြန်မာပြည်တွင်းပျက်စီးဆုံးရှုံးမှုတွေကိုသတင်းလာရောက်ရယူဖို့အတွက်နိုင်ငံတကာသတင်းဌာနအသီးသီးရဲ့တောင်းဆိုမှုတွေကိုအကြံဖက်စစ်ကောင်စီကပိတ်ပင်ထားတာလည်းဖြစ်ပါတယ်ဒါအပြင်အကြံဖက်စစ်ကောင်စီကစကိုင်းနဲ့ပဲခူးဒေသတွေမှာကူညီကယ်ဆယ်ရေးဆောင်ရွက်မဲ့အဖွဲ့အစည်းတွေကိုတွားခင်မပြူခြင်းတို့ကြောင့်ထိခိုက်ခံစားနေရတဲ့ဒေသခံများမှာအခုညီမရရှိပဲဖြစ်နေတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်အကြံဖက်စစ်ကောင်စီက မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီနဲ့ညီနောင်မဟာမိတ်သုံးဘက်တို့ကတစ်ဖက်သက်အပြည့်ရဆဲချင်ညာထားပြီးမယ်လေအချမ်းဖက်စစ်ကောင်စီကတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်